ပါပမိရနာလို့ညမို့ကိုဝင်ပြီးတော့ပါရိုက်လိုက်တာရာဇင်တော့ကတော့အမတို့ကတေချာချိန်ထားတာပါသူအလဲအမလက်အရွယ်ပေါ့နော်အဲ့မဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါနဲ့အချိန်နဲ့ပြင်းစင်းတာရယ်သူ့ကိုလှမ်းဆွဲလိုက်တာရယ်နဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါလားဖောင်းဆိုတော့လေသူကလေအဲ့လိုလုပ်ပြီးတော့ဟာဆက်လို့ပြန်သူ့ရဲ့ရိုက်လိုက်တယ် ။တော်လေအမလည်းအရန်အားနာပါရဲ့။တတော်ပြင်းသွားလေရှုတဲ့တကူလုံးတိုက်သွား။အမရဲ့ရိုက်တန်။ဆော်လေအမလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါ။သူလည်းရပါလေရပါရပါလေဒါဆိုတော့ तू လည်းတော်တော်နာဝါသီလား။မုံမီကတော့မှတ်တရလေးရှိတာပေါ့နော်ခုနကဟို ပြသွားတဲ့အခန်းမှာဆိုရင်ဒီ Charlie က နေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့ချက်မှာရမောကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမရမောကိုဝင်ပြီးတော့ပါရိုက်လိုက်တာရာဇင်တော့ကတော့အမတို့ကတေချာချိန်ထားတာပါသူအလဲအမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချက်မှာမုကလည်းအယမ်းပါနေဟိုဒေါသရဲထဲ့ထားတာရဲအချိန်နဲ့ပြင်းစင်းတာရဲသူ့ကိုလှမ်းဆွဲလိုက်တာရဲနဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေตัวนี้ အဲ့လိုပြီးတော့ဘာဆက်လို့ပြည်သူတွေရလိုက်တယ်ဆောရီအမလည်းအရန်အားနာသွားတယ်ဟိုတော်တော်ပြင်းသွားလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆောရီအမလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုသူလည်းတော်တော်နာသွားသီလားအမရိုက်တာအမလည်းအရန်လေအဲ့လို ။ငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီဓာတ်လောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပိုင်းလည်းရောင်သွားပဲလေတိလာအဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတဲ့အဲ့မှာမူကိုဝင်သွားမယ်နဲ့တူရနော်အဲ့ဒီထိုင်ပါလေအဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူကိုဝင်တာမဟုတ်ငါတောက်ပါရိုက်လေချင်းဒီကောင်မဘာကိစ္စငါတောက်ပါရိုက်ရတာလဲဆိုရမူပေါ့နော်အဲ့အဲ့လိုတောက်ကိုချစ်တဲ့စိတ်နဲ့အဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့ချိန်မှာဟို အချိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့အရန်များွားလေသူလဲက तू 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 လှည့်ရမယ့်ဟာလဲနည်းနည်းလေး तू ရှေ့တိုးလာတော့အဲ့မှာကွတ်တီထီွားအရှင်းမှာမန်တက်ထိုးပြီးဖဲဝိုင်းလောက်တော့အဆင်ရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျမလက်မခံဘူး။နှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေ။ဒါပေမဲ့အဲနောက်ဆုံးတော့ तू ကအဲရောက်ခမကြီးမှန်နေဖြစ်သွားတာလေ။ तू မှသားသမီးရှိလာတဲ့အခါကျတော့သူ့ရဲ့သားလေးက ူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့သူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू ကသူ့ယောက်ခမကြီးဘာကြောင့်ငငယ်တော့သူတို့ဒီလိုလှုပ်တာလဲဆိုတာကို तू ခံစားလို့ရသွားပါပေါ့နော်အဲ့တော့ဒေါတီတီဆိုကယောက်ခမကြီးပန့်တယ်ပေါ့အဲ့ကျပေါ့ရယ်လေအဲ့ကျပေါ့ရယ်လေရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော်တော့လေဟိုဒီပါတာလေးရီးစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ခွင်းမှာကြတော့အဲတယောက်တယောက်ပြီးတယောက်ပြောရမယ့်မှုရယ် နောက်တော့ဟိုသူပြောပြီးရင်ကိုပြောမယ်ဘယ်သူပြောပြီးရင်ဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှန်နေတာရဲ့အိုက်တင်ထဲတာရဲ့ဆိုတော့ဟိုအဲ့လောက်ရည်စရာမကောင်းဘူးပေါ့နော်တကယ်ဒရမာလိုရိုက်ရတာ哦အဲ့မဲ့ဒီမှာကျတော့အဲ့ဒရမာကြီးဟာသကြီးလိုဖြစ်ကိုလင်သားကိုတရိုတသေးဆက်ဆန်းမယ်လို့မိမိဘာလဲမမာလိုက်ဘူးလားဟမ်ကို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 လို့ခေါ်ရလားအောင်ကျမလင်နာယူရပါမဟုတ်တာအမေတယောက်နေနဲ့ကိုကသားကိုအရန်ချစ်တယ် ဒါပေမဲ့ကိုအရန်မုံနဲ့မိန်းမကိုတားချစ်နေတဲ့အတွက်ဟိုတားအောင်လည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုံလာတာပေါ့နော်အဲတားကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတားဟိုသူ့မိန်းမမှသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့နင်အဲ့လောက်ဒီဖြစ်ရလားငါနင်ကိုအလောက်ချစ်တယ်တော့နင်ကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲဖြစ်ပြီးတော့ သူ့သားသူ့ဘက်မပါလေချွေးမကိုပုံမုံးလေပေါ့နော်အဲအဲအဲ့လိုမျိုးဖြစ်တာပါဖြစ်နိုင်မှာမလားဆိုတာခုနလိုပေါ့ဆုတဲ့အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားဘူးမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားရတာကိုသူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ် ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမမအဲ့ဒီမိန်းမဆိုတော့သူ့ရဲ့ဘဝမှာငငယ်တော့သူလောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဟိုဟာชาลีอ่ะအမအကိုပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့ချိန်မှာသူ့သားသူ့ကိုပြန်ခံပြောတာတွေအဲ့လိုမျိုးတွေ ਨੇ သွားတဲ့အခါမှာစိတ်ကထတ်တူသွားကြတာပေါ့ဟာ တကယ်ကိုခံစားလိုက်ရတဲ့အချိန်မှာအော်ငါတုံးကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတုန်းကငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြရခံစားချက်ချင်းမတူရင်တော့ဖြစ်ပုံချင်းလည်းမတူရင်တော့နားမလဲပေးနိုင်ဘူးလေအဲအမတော့အပြင်မှာကို့သားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိန်းမကိုလိုက်ချစ်ပေးမှာပါအမထင်တာကတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့ အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမကတွေးမိတယ်ဒီကားကိုကြည့်တဲ့အချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်းနည်းဆလောက်စီ short လိုက်ရင်တော့သူတို့ချစ်သွားကြမယ်ထင်တယ်ခက်ခက်မှာပေါ့မှာစိုးထားတဲ့ဘုံဟာမြစ်တစ်ခုလိုပဲအမြင်စစ်စစ်နေအမုံမြစ်ကို hip လေးမှာမနက်ပိုင်းကြည့်ရမယ်အမ TV ဖုန်းမှာ ည9:00နာရီပြပါမယ်။တနင်္လာနေ့ကနေတောက်ကြနေ့ထိရက်တွေအများကြီးကြည့်ရမယ့်အတွက်တဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်။ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်။